ကမ္ဘာအကြီးဆုံးရေကာတာကြီးကမ္ဘာပေါ်မှာလူသားတွေတိစောက်ခဲ့သမျှအကြီးမားဆုံးနဲ့အငင်းပွားပွဲအဖြစ်ဆုံးမဟာစီမံကိန်းကြီးတစ်ခုကိုချပြပါဆိုရင်ရေယုံနိုင်ငံရဲ့ Three George Dam ကြီးကိုခြံထားခဲ့လို့ရမှာမဟုတ်ပါဘူးဒါဟာကွန်ကရစ်နဲ့တံမဏိတွေနဲ့တိစောက်ထားတဲ့ရေကာတာတစ်ခုမျှမကဘဲရေယုံနိုင်ငံရဲ့စွမ်းအင်စီးပွားရေးနဲ့သဘာဝပတ်ဝန်းကျင်ပေါ်မှာပါကြီးမားတဲ့တက်ရောက်မှုတွေပေးနေတဲ့အေယာမနဂါးကြီးတစ်ကောင်နဲ့တူပါလိမ့်ဒီရေကာတာကြီးကဘလောက်တောင်မှကြီးမားတယ်လေ ဘလို့ကြိုးကျေးဇူးတွေပေးပြီးဘလို့ငင်းပွားဖွယ်ရရရှိနေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ပါ3 George Dam ဟာတရုတ်နိုင်ငံဟူပေပြည်နယ်မှာရှိတဲ့ကဘာကျော်ရန်စီမြစ်ကိုပိတ်ပြီးတိစောက်ထားတာပါသူရဲ့ကြီးမားမှုကိုပြတဲ့ကိန်းကနန်းတွေကမယုံနိုင်စရာကောင်းလာအောင်ပါပဲရေကာတာကြီးရဲ့ဆွတ်ဆွပေါင်းအရှိဟာ2.3ကီလိုမီတာ1.4မိုင်ရှည်လျားပြီးအမြင့်ကတော့185မီတာပေနဲ့ဆိုရင်600ဝန်းကျင်ရှိပါသည်ဒါဟာအထက်60ရှိတဲ့မုံမြော့တိုက်တစ်လုံးနဲ့အမြင့်ညီမျှပါသည် ်ဒီရေကာတာကြီးကိုတည်ဆောက်ဖို့အတွက်ကွန်ကရစ်ကူဗမီတာ29.2တန်တင်တမ်မနီတန်ချိန်4,600,000ကိုအသုံးပြုခဲ့ရပါသည်အဲ့ဒီတမ်မနီပမာဏဟာဘယ်ရီမြို့ကနမဲကျော် Eiffel Tower အလုံး60ကိုတည်ဆောက်နိုင်တဲ့ပမာဏနဲ့ညီမျှပါသည်ရေကာတာကြောင့်ဖြစ်ပေါ်လာတဲ့ရေလောင်ကန်ကြီးဟာကီလိုမီတာ660မိုင်လ130ရှည်လျားပြီးစင်ကာပူနိုင်ငံတစ်ခုလုံးနီးပါးကျယ်ဝန်းပါသည်အဲ့ဒီရေလောင်ကန်ထဲမှာရေကူဗကီလိုမီတာ39.3 trillion ကိုတိုးလောင်ထားနိုင်ပါသည် ဒီလောက်ကြီးမားတဲ့စီမံကိန်းကြီးကိုတရုတ်အစိုးရကဘာကြောင့်အာသွန်ခွန်ဆိုင်တိဆောက်ခဲ့တာလဲအဓိကအကျိုးကျေးဇူးကြီး၃ခုရှိပါတယ်။ရန်စီမြစ်ဟာတမိုင်းတက်လျှောက်ရေကြီးရေရှမ်းမှုတွေကြောင့်လူပေါင်းများစွာရဲ့အသက်အိုးအိမ်စည်းစိမ်ကိုပြတ်စည်းစေခဲ့ပါတယ်။ဒီရေကာတာကြီးကမြောက်ပိုင်းဒေသတွေကို ရေကြီးမှုအန္တရာယ်ကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။ Three George Dam ဟာကမ္ဘာအကြီးဆုံးရေအားလျက်စစ်ဆက်ရုံဖြစ်ပြီးလက်ဆင့်စွမ်း၂2500မဂါဝက်ရှိပါတယ်။ဒါဟာနျူကလ িয়ার ဓာတ်ပေါင်းပုံ15ခုစာနဲ့ညီမျှတဲ့လျက်စစ်ကိုထုတ်ပေးနိုင်ပြီး ရုပ်နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းပေးရုံသာမကကြောင်မီးသွေးသုံးမျိုးမှုကိုလျှော့ချနိုင်တာကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကိုတည်တည်တတ်တာရောကြစေပါသည်။ရေကာရာကြောင့်ရေလောင်ကန်တွေကရေမျက်နှာပြင်မြင့်တက်လာပြီးရေစီးငိမ့်သက်သွားတဲ့အတွက်အရင်ကသွားရလာရခက်ခဲတဲ့မြစ်ကြောင်းတစ်လျှောက်မှာတန်ချိန်တစ်တောင်းရှိတဲ့ကုန်တင်သင်းမောကျူတွေပါလွယ်တကူခရီးဆန်နိုင်ပါသည်။ဒါဟာကုန်စည်ဖို့ဆောင်ရွက်ကိုများစွာအထောက်အကူဖြစ်စေခဲ့ပါသည်။ဒီလိုကြီးမားတဲ့အကျိုးကျေးဇူးတွေရဲ့နောက်ကွယ်မှာတော့ကြီးမားတဲ့ပေးဆပ်မှုတွေနဲ့အငင်းပွားဖွယ်ရာတွေလည်းအများကြီးရှိခဲ့ပါသည်။ ရေကာရာနဲ့ရေလောင်ကန်တိဆောက်မဲ့ဧရိယာတွေမှာရှိတဲ့မြို့ပေါင်း73မြို့ရွာပေါင်း1400ကျော်ဟာဒေသခံပြည်သူ1.3တန်းကျော်ဟာသူတို့ရဲ့နေအိမ်လက်ရာမြင်းနဲ့ဘိုးဘွားပိုင်မြေတွေကိုဆုံးခွာပြီးအခြားနေရာတွေကိုရွှေ့ပြောင်းခဲ့ကြရပါသည်။ဒါဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးသောလူဦးရေရွှေ့ပြောင်းမှုတွေကတစ်ခုဖြစ်ပါသည်။ရေလောင်ကန်ရဲ့ရေအောက်ထဲကိုရှေးဟောင်းတမိုင်းဝင်နေရာတွေဖျားကြောင်းကန်နေနဲ့ရှေးဟောင်းသူဒေသနာနေရာပေါင်း1300ကျော်နေမျိုးပြောက်ကွယ်သွားခဲ့ရပါသည်။ရေကာရာကြီးကရန်စီမြေရဲ့ဂေဟာစနစ်ကိုကြီးမားစွာပြောင်းလဲစေပြီး မြို့တုံးပြောက်ကွက်လူနီးပါးဖြစ်နေတဲ့ရန်စီလင်းမိုင်အပါဝင်ရင်းနေတတ်တော်များစွာရဲ့ချိန်တန်မှုကိုလည်းချိန်ချောင်းနေပါသည်။ဒါပြင်မြောက်ပိုင်းကိုနုံတီမြင်းတွေစီးစင်းမှုနဲ့ပါသွားတာကြောင့်မြို့ဝကျွန်းမဒေသတွေရဲ့မြေစုလာကိုလည်းထိခိုက်စေပါသည်။ဒေဘပညာရှင်တွေအတွက်ချက်မှုရ3 George Dam ရဲ့ရေလောင်ကန်ထဲမှာရေရေပြည့်ဖြစ်လိုက်တဲ့အခါအလေးချိန်တန်ချိန်39 trillion ရှိတဲ့ရေရူကြီးဟာကမ္ဘာဝင်ရိုးစွန်းအမှတ်ကနေအနည်းငယ်ရွေလျားသွားစေပြီးကမ္ဘာကြီးရဲ့လက်ပတ်နှုန်းကိုတစ်စက္ကန့်ရဲ့အပုံတသိန်းပုံ6ပုံအထိနှေးကွေသွားစေတယ်လို့ဆိုပါသည်။ ဒါဟာလက်တွေ့မှာဘာမှသိတာတဲ့တက်ရောက်မှုမျိုးမရှိပါပဲ။လူသားရဲ့တီဆောင်းမှုတစ်ခုကကဘာကျိုးတစ်ခုလုံးပေါ်ဘလောက်တောင်တက်ရောက်မှုရှိနိုင်ကြလဲဆိုတာကိုပြသနေတဲ့အံ့ဩစရာအချက်တစ်ခုပါပဲ။ Three George Dam မှာလူသားရဲ့အင်ဂျင်နီယာစွမ်းရည်မြင့်မားမှုကိုပြသနေတဲ့အံ့ပွဲတစ်ခုဖြစ်တယ်လို့ဖွံ့ဖြိုးတိုးတက်မှုအတွက်တဘာဝပတ်ဝန်းကျင်နဲ့လူမှုအတိုင်းဝိုင်းကဘလောက်ထိပေးဆက်ရလဲဆိုတာကိုပြသနေတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါလိမ့်။သူဟာတရုတ်ပြည်အတွက်အကျိုးကျေးဇူးများစွာတည်ဆောင်းလာတဲ့နဂါးတစ်ကောင်ဖြစ်တယ်လို့ကြီးမားတဲ့ဒဏ်ရာတန်ချက်တွေကိုပေးခဲ့တဲ့နဂါးတစ်ကောင်လည်းဖြစ်နေသေးပါပဲ။